ရခိုင်ပြည်မှာခုရက်ပိုင်းအတွင်းမိုးတက်လီပြင်းတွေကြားရောက်နေရကြောင်းအန်းနဲ့ကြောက်ဖြူမြို့နယ်တို့ကစစ်ပီးချောင်တွေမှာ အမိုးအကာလုံလောက်မှုမရှိတဲ့အတွက်အမိုးအကာနဲ့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။အန်းမြို့နယ်ကစစ်ပီးချောင်တွေဟာတောတောင်တွေမှာ တာပွန်လီစတွေနဲ့မိုးကာပြီးနေကြရတဲ့အတွက်မေလ28ရက်နေ့ကနေစပြီးနှီးစဉ်ရက်ဆက်မိုးတီးထန်စွာရွာသွန်းပြီး လေပြင်းတွေတိုက်ခတ်နေရကြောင်းအမိုးအကာတွေပြိုပြက်ပြီးအခက်ခဲရောက်နေကြရတယ်လို့အမ်းမြုခန်စစ်ဆောင်အမျိုးသမီးတယောက်ကနရင်းစရာကိုပြောပါရယ်။ဒါပြင်အခုမေလာအတွင်းကြောက်ဖြူမြို့နယ်မှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင်းအိုးအိမ်ဆွန့်ခွာလာကြရတဲ့ဒေသခံတွေမှလည်းမိုးတက်လေပြင်းတွေကြာရောက်နေတဲ့အတွက်စားနေအခါနဲ့အမိုးအကာတွေလိုအပ်နေတယ်လို့ကြောက်ဖြူဒေသခံစစ်ဆောင်အမျိုးသမီးတယောက်ကလည်းနရင်းစရာကိုပြောပါရယ်။ဒါပေမဲ့အန်ဒေတာခန်တွေဟာ မြို့ပေါ်ကိုဝင်ခွင့်မရသေးတဲ့အပြင်နေရက်ပြန်ရင်လေစစ်ကောင်စီကထောင်ထားတဲ့မိုင်းတွေကြောင့်မပြန်ရေးဘူးဖြစ်နေကြတယ်လို့ NCB ရှောင်းတွေကပြောပါရယ်အမ်းမြို့နေတစ်ခုလုံးကိုအာရခတက်တော် EE ကပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာတင်ပိုက်နိုင်ခဲ့တာပါရှင်